တူရကီနိုင်ငံမှာရှိတဲ့ PKK အဖွဲ့ဝင်တိုက်ခိုက်ရေးသမားတွေကအီရတ်နိုင်ငံကိုပြန်လည်ရုပ်သိမ်းနေကြောင်း God Landa Guy အဖွဲ့ဖြစ်တဲ့ PKK အဖွဲ့ကအော်တိုဝါ26ရက်ကကြေညာခဲ့ပြီးဒါဟာတူရကီအစိုးရနဲ့ငြိမ်းချမ်းရေးအားထုတ်ကြိုးပမ်းမှုရဲ့တစိတ်တစ်ပိုင်းဖြစ်ပါတယ်။အီရတ်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ PKK အဖွဲ့ကထုတ်ပြန်တဲ့အစီရင်ခံစာဟာမကြသေးမီကရှင်အဖွဲ့ရဲ့လက်နက်ဖြုတ်သိမ်းရေးအခမ်းအနားအပြေးမှာထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒီလိုလက်နက်ဖြိုသိမ်းမှုဟာငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်၎င်းတို့ရဲ့ကတိကဝတ်ကိုပြသတဲ့အနေနဲ့လက်နက်တွေဆွန့်လွတ်မှုကိုစတင်လှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ PKK အဖွဲ့ဟာ1980ပြည့်နှစ်ကျော်ကာလတွေကတည်းကတူရကီနိုင်ငံကိုလက်နက်ဆွဲကင်တိုက်ခိုက်ခဲ့ပြီးလူပေါင်းတောင်းချီတည်ဆုံခဲ့ပါတယ်။ PKK အဖွဲ့ရဲ့လက်အောက်ခံ Guard အဖွဲ့အစည်းဖြစ်တဲ့ Guard လူအတိုင်းဝိုင်းတမကအဖွဲ့ဝင်တအုပ်ဖြစ်တဲ့ Sabri Odd က တိုက်ခိုက်မှုတွေဒါမှမဟုတ်ရန်လုံမှုတွေကိုရှောင်ကျဉ်ဖို့တရကီနိုင်ငံအတွင်းမှာရှိတဲ့ PKK တပ်ဖွဲ့ဝင်အလုံးကိုအီရန်နိုင်ငံမြောက်ပိုင်းကိုရုတ်သိမ်းနေကြောင်းသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။အဲ့လိုတပ်ဖွဲ့ဝင်တွေရုတ်သိမ်းမှုကိုအကျဉ်းချခံထားရတဲ့ PKK ခေါင်းဆောင်အဗ်ဒူလာအော့ကလန်ကအတည်ပြုခဲ့ပြီး PKK အဖွဲ့ရဲ့အမျိုးသမီးအဖွဲ့ဝင်တအုပ်ဖြစ်သူဖီဂျင်ဒါဇင်ကကြေညာချက်ကိုဖတ်ကြားခဲ့ပါတယ်။ခိုင်ရန်ဖြစ်ပွားမှုတွေနဲ့ရန်လုံမှုတွေဖြစ်ပွားမဲ့အန္တရာယ်တွေရှိနေတဲ့နေဆက်ဒေတာတလျှောက်စီကံထိန်းသိမ်းရေးအစီအမံတွေချမှတ်ထားကြောင်းလည်းအောက်ကပြောပါရတယ်။ ဒါပြင်တူရကီနိုင်ငံအနေနဲ့တရားရေးနဲ့နိုင်ငံရေးလက်ရုံးမှုတွေပေးဖို့လည်းထုတ်ပြန်ကြမှာတိုက်တွန်းထားပါတယ်။ကျွန်တော်တို့ကဆက်နှစ်ကြိမ်မြောက်လွှတ်တော်ရဲ့ကြီးညာချက်တွေနဲ့အရာတွေကိုပြဋ္ဌာန်းမှုတွေအတွက်ဂရီတီတယ်ဆိုတာကိုပြသခဲ့ပြီးပါပြီ။ဒါပေမဲ့အဲ့ဒီကြီးညာချက်တွေကိုပြဋ္ဌာန်းမှုအတွက်တေချာတဲ့တရားရေးနဲ့နိုင်ငံရေးချင်းကပ်မှုတွေချမှတ်ဖို့လိုအပ်ပါတယ်လို့ထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်။